ရာတွေကအပတ်စဉ်စီစဉ်တင်ဆက်နေတဲ့ဒိတ်လိုင်းအရာတွေစီစဉ်ဖြစ်ပါတယ်။ဒီတစ်ပတ်ကျမတို့ဆွေးနွေးမယ့်အကြောင်းအရာကတော့မြန်မာနိုင်ငံအနှံ့အပြားဖြစ်ပေါ်နေတဲ့ရေဘေး၊ကယ်ဆယ်ရေး၊ကုညီရေးကိစ္စတွေမှာတွားရောက်ပြီးတော့လူတန်းတဲ့သူတွေ၊ကယ်ဆယ်တဲ့သူတွေအနေနဲ့တွေ့ကြုံနိုင်တဲ့ပြဿနာတွေနောက်ပြီးတော့အဲ့လိုတွားတဲ့အခါမှာဆောင်ရံရှောင်ရံနေနဲ့ပတ်သက်ပြီးတော့ဆွေးနွေးသွားမှာဖြစ်ပါတယ်။ကျမနဲ့အတူဆွေးနွေးမယ့်သူတွေကတော့ဒီဘက်ကဇမင်းသားကိုဟန်စာမိုးဝင်းသူကတော့ကိုဝေလူကျော်ရဲ့ဖောင်ဒေးရှင်းမှာအတူတူ ကယ်ဆယ်ရေးလုပ်ငန်းတွေကိုအခက်အခဲတွေကြာလုပ်နေတဲ့သူဖြစ်ပါတယ်ဒီဘက်ကတော့ကိုတာလွန်ဆောင်ထက် ARR ဂျာနယ်မြန်မာပိုင်း editor ဖြစ်ပါတယ်ကျွန်မကတော့ ARR မြန်မာပိုင်း editor agent ဖြစ်ပါတယ်ကိုတာလုံးအခုဒီရေဘေးဖြစ်တဲ့ကိစ္စအခုချိန်အထိပဲပေါ့နော်မြန်မာပြည်မှာရှိနေတဲ့အနှံ့အပြားမှာရှိနေတဲ့ပြည်သူလူထုကတော့ဒုက္ခရောက်နေတဲ့သူတွေကိုတတ်နိုင်သလောက ပံ့ပိုးကူညီမှုတွေလုပ်နေတယ်။ဒါကိုဟန်ဆောင်မိုးဝင်းတို့ဆိုလဲရှင်လဲကိုဝေလူကျော်ရဲ့ foundation ကနေပြီးတော့သွားပြီးတော့ကူညီရေးတွေရောကယ်ဆယ်ရေးတွေရောမျိုးစုံတွေလုပ်ခဲ့တယ်ဆိုတော့အခုကိုတာလွန်တို့ဆိုလဲဒါမီဒီယာသမား editor တယောက်ပဲ။ဒါပေမဲ့မနေနိုင်တဲ့အတွက်ကိုဘာသာကိုတယောက်ချင်းစီပေါ့နော်။ဒီလိုမျိုးတက်နိုင်တဲ့လောက်ကလေးကူညီပေးနေတယ်ဆိုတော့ဒီနေ့ကျမတို့ပြောချင်တဲ့အကြောင်းအရာမေးချင်တဲ့အကြောင်းအရာကိုတာလွန်တို့အဖွဲသွားခဲ့တော့ကတွေ့ခဲ့တဲ့ကြုံခဲ့တဲ့ ီအခက်အခဲလေးတွေအဖြစ်အပျက်ကလေးတွေနည်းနည်းတော့အရင်ဆုံးပြောပြပေးပါလားဟိုကျွန်တော်တို့ကတော့အဓိကအဲရေပင်းစဖြစ်တော့ဟာဒီဇူလိုင်လကုန်လောက်လေရေပင်းစဖြစ်တာလေစဖြစ်တဲ့အချိန်မှာဟိုကိုရီးယားတော့ပထမပိုင်းတော့တရင်ရေးတာပေါ့နော်ရေးရေးရေးနဲ့နောက်ပိုင်းကျတော့ဒီရေပင်းတွေ့တဲ့နေရာကြီးကကြီးလာတယ်တဖြစ်နေကြီးလာတဲ့အခါကျတော့ကိုကကျွန်တော်တို့ရဲ့အဓိကတာဝန်ကတော့ဒီ information တွေကိုကျွန်တော်တို့ကဖြတ်မှုပဲပေါ့အဲ့တော့ကျွန်တော်တို့တတ်နိုင်သမျှကျွန်တော်တို့လုပ်တဲ့ information တွေအကုန်လုံးတော့ဖြတ်နေတယ် ဖြတ်ပြီးတော့ဒါတွေကြည့်ရင်းနဲ့ကိုလည်းမနေနိုင်တော့ဘူးเนาะမနေနိုင်တဲ့ခါကျတော့ဒီလိုမီဒီယာသမားတွေနဲ့စုပြီးတော့ကျွန်တော်တို့ five blood donation ဆိုပြီးတော့ဖွဲ့လိုက်တယ်အဓိကကတော့ဒီဒီရေဘေးတွေမဟုတ်ဘူးပေါ့เนาะနောက်ပိုင်းမီဒီယာဟိုပါပေါ့လူတွေအားလုံးကတစ်လောက်5000 5000ကြီးစုပြီးအဲရတဲ့ပတ်စံနဲ့ဒုက္ခရောက်နေတဲ့လူတွေကိုကူညီမယ်ဆိုတဲ့ရည်ရွယ်ချက်နဲ့ဖွဲ့ပြီးတော့စပြီးလုပ်ဖြစ်တယ်အဲ့တော့ကျွန်တော်တို့ကတော့ဒီကျွန်တော်တို့အဲ့ဒီအဖွဲ့လေးစလုပ်ပြီးတာနဲ့ကျွန်တော်တို့ချက်ချင်းသွားတာကတော့အင်္ဂဘူမြို့နယ်တို့ ဒီ ERI တိုင်းပေါ့နော်ကျွန်တော်ကအလုပ်လဲရှိတဲ့ခါကျတော့ကျွန်တော်နဲ့နီးရဲ့အနီးဆုံးနေရာတွေကို ERI တိုင်းကိုသွားခဲ့တယ်။သွားခဲ့တဲ့ခါကျတော့အဓိကဘာတွေ့လဲဆိုတဲ့ခါအဲ့ဒီမှာဟိုကုညီကယ်ဆယ်ရေးတွေကဟိုဟိုရောက်တဲ့နေရာရောက်တယ်မရောက်တဲ့နေရာကျတော့မရောက်ဘူး။လုံးလုံးမရောက်တာပေါ့เนาะရောက်ဆိုတော့ဟိုကူတဲ့လူတွေကအများကြီးပဲလာကူကြတယ်ကားတွေနဲ့ဟိုဟာတွေနဲ့ကူကြတယ်ဒါပေမဲ့ဘာဖြစ်လဲဆိုတော့အဲ့ဒီကူတဲ့လူတွေတော် များဒီသူတို့ပစ္စည်းတွေကိုဒီ ဒီအဲ့ပေါ်ဒီတာယိုးပေါ်တက်လာတဲ့လူတွေစီမှာပဲချပီးခဲ့တယ်တကယ်တော့ဟိုအတွင်းထဲမှာတကယ်လူနေတဲ့နေရာတွေမရောက်ဘူးမတွားကြဘူးဟုတ်တယ်မတွားကြဘူးဆိုတာမတွားနိုင်ကြဘူးဆိုတော့လေကျွန်တော်လေးဒါလေးဝင်ပြနေနေပြပြမယ်ဟိုကလူကျင်တယ်လူကျင်တဲ့လူကတူလူတယ်လူလူတဲ့ခါကျတော့လူကလူကျင်တဲ့စိတ်နဲ့တူတော့တွားကြတွားကြတဲ့ခါကျတော့ကိုအင်ကိုတော့ဆိုင်းထမ်းချင်မှထမ်းတာကိုရဲ့လူကျင်တဲ့စိတ်တခုပေါ်လာတဲ့ခါကျတော့လူကထမ်းတယ် ထဲတဲ့ခါမှာ तू ဘာကကဲတွေ့လဲဆိုတော့ तू ကဒုက္ခဖြစ်နေတဲ့နေရာတွေဆိုတာကလမ်းကောင်းကိုရှောက်ရတာမဟုတ်ဘူးဘုရားတော်လေးရှောက်အောင်ရှောက်ပါမယ်စူးရှိရင်လည်းရှိမယ်အဲ့ဒီမှာလူကကြောက်တယ်ကိုစူးမာတို့ကိုတခါကျဘွက်ပီမှာကြောက်လို့ကိုမစင်းတဲ့လူတွေလည်းရှိတယ်လူကျင်တဲ့စိတ်ကတော့ရှိနေတယ် तू မှာ तू ကဒါတော့တွေ့ချင်မှရှိရခါကျတော့အာသူတည်းရောကြောက်အောင်ပါလေဟိုနောက်နောက်ပြီးတော့လေဒီမူရီအန်နေပေါ့နော်တခြားအကောင်မလောင်အန်နေပေါ့။ဒီကိုလေကြောက်ရတဲ့ခါကျတော့သူတို့အတွေ့အကြုံရှိတဲ့ခါကျတော့ရတဲ့အလင်းတင်းတဲ့ညာလေးမျိုးဆိုချတာခဲ့တယ်။ ကိုဟန်သာမိုးဝင်းတို့ကကဲဆယ်ရေးရော ကုညီရေးရောဟုတ်เนาะနှစ်ခုစလုံးလုတ်ခဲ့တယ်တကယ်အသေးအံပေါ့เนาะဒီဟိုချင်းပြည်နယ်ဘက်မှာရေစည်းကြမ်းတဲ့နေရာတွေမှာပါမရောက်နိုင်တဲ့ဒေတာလူမရောက်နိုင်တဲ့ဒေတာတွေပါမှာသွားပြီးလုတ်ခဲ့တာဆိုတော့အဲ့ဒါနဲ့ပတ်သက်ပြီးတော့အတွေ့အကြုံပေါ့ကိုဟန်သာမိုးဝင်းတို့အခက်အခဲအတွေ့အကြုံအဲ့ဒါလေးကိုနည်းနည်းလောက်ပြောပြပါလားအဲ့အဲ့ရဇလန်းကဘယ်ကစလဲဆိုအဲ့ဒီလူပဲလူကျင်တဲ့လူကလှူလိုက်တယ်လှူလိုက်တယ်သူတို့လူကျင်တဲ့ရွာနောက်ကိုမရောက်နိုင်တော့ရက်သွားအောင် ူလာတာလေလူမဲ့ဆိုပြီးလာလူနဲ့လူပြီးတော့တရအကျိုးတော့ရက်သွားအောင်အဲ့တော့ဒီဒီဇိုင်းဒီအားလုံးကိုဒီနားမှာထားခဲ့တော့မယ်ဟိုဘက်ဆက်သွားလို့မရတော့အဲ့တော့လူလူဘိုးကလည်းသူဒီမှာချခဲ့ပြီးသူပြန်တော့မှာကျွန်တော်တို့အဲ့တော့မြင်နေပြီအကိုကလည်းတိနေဒီအောင်လေဒီအနေလို့မရတော့ဘူးတဲ့အကိုဆိုကိုဝေလူကျော်ပြောတာနော်ဟုတ်ကဲ့အကိုအကိုလိုဖြစ်နေတာကိုလည်းငယ်ရက်သူမွေးစားတာကိုကျွန်တော်သူညီလို့ဖြစ်နေတာအကိုကဒီတိုင်းနေလို့မရတော့ဘူးတဲ့ဒါရေးကြီးအပန်းရောက်သွားပြီးဒီတရားငါးစင်းကျိုးသွားတော့အဲ့တို့ရဲ့ ချောင်းနေရာတောင်ကျချောင်းနေဖြတ်စည်းထားတဲ့တကားငါးစင်းကျိုးသွားဒီတဆင့်မှာကိုလူကမကူးချင်ဘူးမကူးချင်ဆိုအန်တီရဲ့အသက်အန်တီရဲ့ရှိလို့လေတောင်ကျချောင်းအရင်စီးနေရေကျောက်စရာကြီးအောက်မှာကျောက်တုံးနေနော်ရေကုံလိုမျိုးကျောက်တုံးနေချားမှာသူကဘွဲ့ရည်ဖြစ်နေတာဘွဲ့ရည်အောက်ကိုမမြင်ရအောင်အောက်မှာကျောက်တုံးဘလောက်ကြီးမှန်းလဲကျွန်တော်တို့မသိဘူးအစ်ကကျလူတွေကမကူးရဲဘူးပေါ့အဲ့တော့ဒါဟုတ်တဲ့အကူကကြိုးတန်းမယ်ကြိုးတန်းတော့သူက leader ခေါင်းဆောင်စိတ်ပြီးသားပါတယ်အဲ့ဒါဆိုရင်ဒီတဲကိုရေရေလို့ဘလူးဖြတ်ကူးမိတယ်ပေါ့နော်စင်စာရွေးချယ်တယ်ကွာကျွန်တော်တို့သွားမယ်မရအောင်မသွားအောင် တော် leader ဖြစ်တဲ့ကောင်ဖြစ်အောင်ငါဥဆောင်တာငါခေါ်လာတဲ့မင်းတို့အားလုံးငါမတောင်းဝယ်ရှိတယ်ငါရင်သွားမယ်အဲခေါင်းဆောင်ရဲ့စိတ်ပဲနောက်ပြသူတခုပြောတယ်တကယ်စေးသမားတယောက်မှဆုံးရှုံးမခံနိုင်ပါဘူးတဲ့တယောက်ဆုံးရှုံးသွားရင်လူအယောက်၄၅၀ကိုကူညီတဲ့တယောက်ဆုံးရှုံးသွားရင်ဆုံးရှုံးနေတဲ့အဲ့လိုလူမျိုးတွေကသူဆုံးရှုံးမခံနိုင်ဘူးအဲ့တော့သူစတီဂျိုကိုဂျိုဘရောဂျိုနိုင်လုံဂျိုးကိုခါမှခြိလိုက်ခြိပြီးတော့သူဖြတ်ကူးတာအဲ့ဒီကူးချိန်ကာ second အားဖြင့်20လောက်ပဲကြာဘောင်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 ကိုလုံးဝမရတဲ့ကူကဟိုမြေတဲမှာကူလိုက်ညောင်းလို့နားလိုက်လို့မရဘူးသူကစလိုက်ကူမှာအဲ့ညောင်းလို့ညာနားလိုက်တော့ရေးတယ်မျောသွားပြီတော့ကြောက်စီးသွားမှာအဲ့သူကလုံးဝအဲ့မှာ life jacket ကိုအဲ့လိုဝုံဝုံဝုံစလိုက်ကူတာဒါလည်းအတွေ့အကြုံရှိမှဖြစ်မှာအဲ့ဒါတကူကြတော့လေဟိုကိုဝီလီကျော်ဝီလီကျော်ကြီးပေါ့မင်းသားဝီလီကျော်ကြီးနော်ဘာလို့သူကဒီအမျိုးတွေလုံးနိုင်တာပေါ့နော်ကျွန်တော်တို့ကငယ်တုန်းကအဲ့ဘက်ဆင်ရပြောရမယ်ဆိုလို့ရှိရင် ကျွန်တော်တို့ဆရာ COE ဆိုတာရှိတယ်။အဲဆရာကြီးရှိတယ်။ तू က training ပေးတာကကျွန်တော်တို့ကအဲ့လုံကရဲကားလားမသိဘူးကြိုက်ဖို့ရှိတယ်။ရှိတော့ကျွန်တော်တို့တင်တတ်တဲ့အပစင်တက်မှာဆရာကြီးရဲ့အပစင်တက်မှာကျွန်တော်တို့တက်ရကျွန်တော်ရဲ့ကိုဝေရဲ့နောက်ဇကားလုံးမှာပါတဲ့၃၄ယောက်နဲ့တကယ်စစ်မှုထမ်းနေတဲ့လူတွေနဲ့ရောပြီးတက်လိုက်။တက်လိုက်ရတော့အဲ့ဒီကျိုးတွေချီရာအဲ့ဒီဟိုရေကူးတာတွေကိုကျွန်တော်တို့ကအတွေ့အကြုံရှိတယ်။ ိုတလုံးကိုကျွန်မမေးချင်တာတခြားမဟုတ်အခုကြားနေရတယ်တည်င်းနေရကိုရီတည်င်းသမားတွေအများတန်းကြားနေရတယ်ကုညီရေးတွေသွားတယ်ကဲဇရေးတွေသွားတယ်အလှူတွေသွားတယ်ဒါပေမဲ့အဲ့ဒီမှာပေါ့နော်စိတ်မကောင်းစရာတည်င်းနေပေါ့အသက်အန္တရာယ်ဆုံးရှုံးပြီးပြန်လာရတယ်ကားအက်ဆီဒန့်လိုမျိုးနော်အဲ့ဒီဟာတွေကျွန်မတို့ကြုံနေရတယ်ဆိုတော့အဲ့ဒါနဲ့ပတ်သက်ပြီးတော့ကိုသားလုံးကြားသလောက်ကလေးနည်းနည်းသိရမလားအခုကိုသားလုံးတို့ခရီးသွားတဲ့အင်ကပူဘက်သွားတဲ့အခါမှာ တတိထားရတဲ့အချက်ကလေးတွေပေါ့အဲ့ဒါလေးတွေနည်း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 ပြန်ပြီးတော့ share ပါနံပါတ်1ကတော့အဲ့ဒီလိုမျိုးလားလူတွေကကုကျင်သောများတာပေါ့နော်ကုကျင်သောများတဲ့ခါကျတော့ဟိုတို့ကဟိုအေးဘော့ကဲတဲ့ရေးပေါ့နော်ကုညီရေးဆိုပြီးသွားတဲ့အချိန်မှာတို့ကားတွေတအားမောင်းကြတယ်ဟိုဂိတ်တွေကလည်းတော်တော်ကောင်းပါတယ်တို့ဘာမှမကောက်ဘူးတို့အကုန်ဖွင့်မိတယ်သွားအဲ့ဒီကဒီကဲတဲ့ရေးလာတဲ့ကားတွေဆိုလို့ရှိရင်ကျန်တဲ့ကားတွေကလည်းဦးစားပေးတယ်လမ်းပြချပေးတယ်ကြော်ဖို့အဲ့လိုမျိုးအချက်ပြလာပြီးတော့လုပ်ပေးတယ်ဆိုတော့အဲ့ဒီမှာဘာဖြစ်လဲဆိုတော့လူတွေက emotion များတာပေါ့နော်အဲစိတ်တွေကကုကျင်စိတ်များပြီးသူကျန်တာဘာမှမသိတော့ဘူးရောက်မယ်ရောက်သွားရင်သူတို့ပစ္စည်းတွေသွားပို့မယ်ဒီရွာတွေထိရောက်အောင်သွားမယ်ဆိုတော့အဲ့စိတ်တွေတအားများတဲ့ခါကျတော့တော်တော်ကျွန်တော်တို့ကိုယ်တိုင်လည်းသွားတဲ့ခါမှာဟိုကျွန်တော်တို့ကားသမားတွေကအဲ့လိုမျိုးတွေဖြစ်တယ်ကျွန်တော်ကတော့ပြောထားတယ်သူတို့ခင်ဗျားတို့ကူရာကူဒါပေမဲ့ဘေးတော့မဖြစ်စေဘူးဆိုပြီးပြောတယ်ဆိုတော့ဒါပေမဲ့အဲ့လိုမျိုးဘေးဖြစ်သွားတဲ့ဟာတွေကလည်းအများကြီးပဲဥပမာဆိုလို့ရှိရင်ကျွန်တော်တို့ဟိုတလောကဒီဒီဒီအတုပ်အကြော်ပေါ့နော်ဒီဘက်မှာကားမှောက်ပြီးဆုံးသွားတဲ့ဆရာတော်နှစ်ပါး နောက်ပြီးတော့ဟိုစင်ကူနိုင်ငံပြန်လာပြီးတော့ဟိုလမ်းမှာကားအစီရင်ဖြစ်ပြီးတော့ဆုံးသွားတဲ့ကိုတာပူလို့လို့လူမျိုးတွေနောက်ဟိုမနေ့တနေ့မှာအလောင်းပြန်တွေ့တဲ့ကိုကျော်ကျော်လင်းချက်ချင်းနေရပါတော့အဲ့လိုလူမျိုးတွေပေါ့ဆိုတော့အဓိကကတော့ဟိုအရေးကြီးဆုံးကတော့ဗာလဲဆိုတော့ခုနပြောတဲ့အကူပြောတဲ့ခုနတက်လုံကောင်းမှုပေါ့နော်တက်လုံကောင်းရမယ်ဒီလိုမျိုးဟာတွေကိုတိထားရမယ်နောက်ပြီးတော့အဲ့ကူညီမဲ့ဟိုဟာပေါ့စိတ်ကအရန်လောမနေဘူးလို့လေဟိုကို့အတွက်လဲကိုစဉ်းစားအောင်ပေါ့ပေါ့နော်အဲ့အဲ့ဒါလေးကို လေပို့ပြီးတော့သူတို့သတိထားတင်ပါတယ်လို့ပြီးတော့အကိုကတော့ပို့ပြီးတော့အတွေ့အကြုံရှိမှာအဲ့ဒါနဲ့ပတ်သက်ပြီးတော့လေပတ်သက်ပြီးတော့ကကျွန်တော်တို့အားလုံးကလေဟိုငကူငကူတော့ဆိုကျောင်းမှာရှိရချက်ချင်းနေတင်နေပါဆိုမတက်ပြတာတော်တော်များသွားတဲ့ခါကျတော့မသိတော့ဘူးပေါ့နော်ဥပစာမှာဥမာကားတိုက်မှုမှုတစ်ခုဖြစ်တယ်ပေါ့နော်လူနာကိုဘလူတဲကြမလဲဆိုရပိုင်းတော့ကျွန်တော်မတဲတဲ့တိုင်းတော့ကျုံတို့ပဲခွက်ခွက်မှာတော့တခါကျရင်အကိုတို့ပြောစကားရှိရလူနာက မတည်သေးမတည်နိုင်ဘူးကျိုးပဲကျိုးနေသေးတာအဲ့ဒါကမတည်နိုင်သေးဘူးမတည်နိုင်သေးတဲ့အချိန်မှာကျုံတလူကောက်မလိုက်လို့နိုင်ရိုးစိုက်ပြီးတည်သွားရည်လို့ဒါမျိုးတွေအဲ့ချက်မှာဆုံးသွားကိုမချီတဲ့မကင်တဲ့လို့ဒီအတွေ့အကြုံတွေရတယ်ကိုတွေမှာမရှိလို့ဖြစ်ရအခုလည်းအချို့ဆုံးသွားကြတာလေအဲ့ဒါလည်းကျွန်တော်အကိုပါပဲကျွန်တော်ပြောပြတာဒီလေတဲ့အခုရည်ထဲမှာတချို့ဆုံးသွားရည်လူတွေရှိတယ်ရည်ထဲဆင်းရမှာရည်ကူးတယ်ဆိုတာ ဘယ်လိုမျိုးမှကူလို့ကောင်းတာလဲလို့ကျွန်တော်မေးရရင်လီမောင်ဘယ်လိုလုပ်မလဲကိုလို့ပြောတခါလီမောင်ရင်ရှိတဲ့မြတ်အပေါ်ကရှိတဲ့မြတ်ဝဆိုင်အကုန်ချုပ်ပြီးတော့ကူရှက်လဲရှက်မနေနဲ့ဒီကုန်းလုံးချုပ်ရမယ်ဆိုချုပ်ဘသူစွဲတာမှလည်းမခံနဲ့ကိုရင်နေတယ်အကုန်ကစွဲမှာကူမိသူသူစွဲပြီးတော့မှသူအသက်ရှူမှာလေကိုကိုစွဲဖိပြီးတော့မှသူဤသွားတော့မှကိုကအဲ့လိုမျိုးရေဒါသူကတမင်လုတ်ပြီးတတ်တာလည်းမဟုတ်ဘူးเนาะတောင်းတောင်းပြီးတော့ဂျုံစာကြမယ်မင်းမျိုးဇောရည်နဲ့ဖြစ်ကုန်လာအဲ့တော့ဘယ်တော့မှသူကိစ္စသေးသွားမှာ ဘာကလေးသွားတာလဲရည်ပြီးကဲစေရည်ကြီးရဲ့နေရာကိုသွားရဲကဲစေရည်ပေါ့ခေါင်းစဉ်ကြီးကတော့ရည်ကြီးရဲ့နေရာကိုသွားကြမဟေးဆိုရှင်မှာကိုရည်ကူးတလားဘယ်တော့မှစားကိုကိုကိုငါရည်ကူးတတ်တလားစဉ်းစားကြည့်လေများတစ်ခုဖြစ်ခဲ့ရင်အကေရည်များအန်ဒီရဲ့တစ်ခုဂျုံပြေးကဲဘလူးဖြစ်ရှင်းမယ်လိုက်ဖြက်ကဲအဲလက်ဖြက်ကဲရည်ဝတ်ထားတာလောက်စစ်ဆိုင်ဖြစ်လဲဆိုတာလက်ဖြက်ကဲဒီအကြောင်းဒီလက်ဖြက်ဒီမှာ तू ကနိုင်ရည်ချင်းနေရှိရဲ့၃နိုင်ရည်ခံတဲ့ကောင်ရှိရဲ့၆နိုင်ရည်ခံတဲ့ကောင်ရှိရဲ့ရုပ်လက်ဖြက်ကဲအတူတူ၃နိုင်ရည်လောက်ပဲခံ ဲ့တော့မြုပ်သွားပြီဟိုလေမြုပ်သွားတော့ဒိုင်းနဲ့ကြာကြာနေကြပေါ့နော်အဲ့ဒီလက်ဂျက်ကတ်ကိုအသွုံပြူနေဘယ်လိုကူးမလဲဒီလက်ဂျက်ကတ်နဲ့ဟိုဘယ်လိုသွားမလဲရောက်အောင်သွားမလဲစီးနေတဲ့ရေပေါ်မှာဆိုလက်ဂျက်ကတ်ကမျော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 သွားမယ်ဒါမျိုးတွေသူကအတိတ်ကြုံနေရှိရဒါကြောင့်မို့ဟိုဟိုတချို့မွေကြောက်လို့ဟိုတောတောပူကြီးတွေစီးကြဟာအဲ့လိုအရှိကြီးတွေလဲရှိကြီးတွေစီးကြတာနော်ဟိုကျွန်တော်တို့အကိုဆိုလို့ရှိရင်ဘာမှပြီးမရှိဘူးဘာမှပြီးမရှိဘူးဘောင်းမီတို့တီရှပ်အဖို့ဘာဆုံးဟာကိုပဲ ရေကူးလို့အပေါ်သာဘာဆုံးဟာ ਉਹ ပဲဟုတ်ပါဒါဆိုရင်တော့ဒီပစ္စည်းတွေကလည်းမတုံးတက်တဲ့လူနဲ့ဆိုလို့ရှိရင်ပူရောအန်တဲအများကြီးအဲ့လိုပြောလို့အဒီပူကြီးရဲ့ကိုရေရဝင်ပါလေဝင်ရင်သူကကူဘူးသူဇွဲနစ်နေသူဖြစ်တယ်ကိုဟန်စာမိုးဝင်းကိုကျွန်မနောက်တစ်ခုနည်းနည်းကြုံတုံးလေးပေါ့နော်ဇမင်းသားတယောက်လည်းဖြစ်တယ်ဇက်ကနေရတယ်အခုချိန်ဆိုလို့ရှိရင်ဒါမိုးတွေအောက်အောက်ဘက်မှာမိုးရွာတယ်ဆိုပေမဲ့အထက်ဘက်မှာမိုးနေတဲ့ဒေသတွေမှာသွားပြီးတော့ကနေရတယ်ဆိုတော့ ဒီလိုလဲကယ်ဆယ်ရေးတွေလဲလုံနေတယ်ဇက်ကားတဲ့လောက်ကလည်းလုံနေရတယ်ဆိုတော့အဲ့နှစ်ခုကိုဘယ်လို balance မျှပြီးတော့လုံတယ်လဲဆိုတာလေးပြောပါအောင်ဒီလိုလေးပါနာမည်လေးကပရဟိတသူကသူရှိလိမ့်မှာတလုံးကြံနေရယ်ဒီပရဟိတကိုပဲကျွန်တော်တို့ပြောတာသူအတ္တဟိတပရဟိတဆိုပြီးနှလုံးလားအတ္တဟိတလေးကပြောက်အတ္တဟိတဆိုတာကိုယ်အတွက်ကိုမိသားစုကိုအတိုင်းဝိုင်းကိုအဖွဲ့သားဒီလူတွေဆိုတာကြံနေရယ်ဒီလူတွေလည်း ဟိုဒုက္ခရောက်နေလူတွေ bright die ကကျွန်တော်တို့ကူညီရဲ့အချိန်မှာကိုအိမ်ကိုမိသားစုကိုဒုက္ခရောက်စေမယ်လို့ကိုမလုပ်ရဘူးလေဒီမှာလဲဟူဘူလုံလုံလေးစင်ပြေနေတဲ့ချိန်ဆိုရင်ဟိုမှာတွားလုကန်ရတာလေဟိုမှာကျွန်တော်တို့ကရှီတန်းတွေ့ပြီးအဲ့လိုမျိုးလေးချိန်မှာတော့ကူညီနေချိန်မှာအိမ်မှာစားဟိုဟာဟိုဒီကလူတွေကတော့အစင်ပြေသွားပြီးကိုအိမ်ကလူတွေပြန်ငတ်သွားမယ်အဲ့လိုမျိုးဆိုတော့ဒီလူတွေအတွက်ကျွန်တော်ကပွဲပြန်ကားနောက်တစ်ခုကျတော့ပြန်တွေ့ပြန်အောင်ပွဲမြင်းများကားတော့မယ်အဲ့ဒါလည်းကျွန်တော်တွေ့တယ်ကိုမြင်းများလူရှင်တဲ့အတွက်ကို့မှာပတ်စံရှိမှလူနိုင်တယ် အဲ့တော့ပွဲကိုလည်းကိုယ့်လူကိုလည်းကိုလို့ရအောင်အဲ့ဒီဟာကိုနှစ်ခုနှစ်ယောက်ပြောခဲ့ဘူးလေကျွန်တော်ကိုဆရာကြီးတယောက်ပေါ့နော်ဒီစာပေရဆရာကြီးတယောက်ပြောတယ်နောက်ကျွန်တော်ကို Facebook ကနေကျွန်တော်တငယ်ချင်းသတိလာပေးတယ်စမ်းလိုက်ခန်းလိုက်ဟေးတဲ့မင်းလို့တာကိုလီစားပါတငယ်ချင်းဟာကိုယ့်အလုပ်ကိုလည်းကိုလုပ်ပါဟောင်မဟုတ်လေလို့ငါကုညီရအချိန်မှာလုပ်တော့ကောင်းနေမရှိဘူးဟုတ်ငါပြောတဲ့ဒီချာပြန်စဉ်းစားကြည့်လိုက်ပါဦးတဲ့ ူချင်တာမလားတဲ့ကုညီချင်တာမလားတဲ့အဲ့တော့ကိုယ်စီမှာပြည့်စုံတယ်ကိုယ်မှာပြည့်စုံတယ်ဆိုရင်မင်းမပစ္စတိအများကြီးသူဒါလို့ရှင်းလို့ရှင်းပြရတာမင်းမပစ္စတိအများကြီးရှိရခါမင်းဒုက္ခတွေတွေဟိုဘယ်တော့မှမင်းငါးဥစားပဲတက်နိုင်တယ်ဆိုရင်မင်းအများကြီးရှိရအတွက်ဆယ်ယောက်စားတက်နိုင်လာမယ်မင်းအများကြီးရှာနိုင်လဲတထောင်စားတက်နိုင်လာမယ်နောက်အဲ့ဒါကျွန်တော်အားရဟာလည်းဟုတ်တယ်အဲ့မှာဒီလူတွေကိုဒီလိုပေးချင်တဲ့ဟာကျွန်တော်အတ္တကျွန်တော်အတ္တဟိတတွေပါပါပြီပြန်ပြီးတော့ပြန်ခွင့်လမရင်တာပရာဟိတ ကောက်มาတယ်ကိုဝန်ဆောင်မဝင်ကျွန်မကဒီပရိုက်တာလုတ်တယ်နောက်အခုလိုမျိုးပေါ့ဒုက္ခရောက်နေတဲ့လူတွေစီကိုသွားပြီးတော့လှူဒန်းတယ်ပေးကန့်တယ်ကယ်ဆယ်တယ်ဆိုတဲ့နေရာမှာအမှုပညာသမားတွေကသွားတာပို့ပြီးတော့ထိရောက်မယ်လို့ပို့ထင်တယ်လေဘာလို့သူတို့ချစ်တဲ့လူတွေပေါ့နော်သူတို့အမြဲမြင်နေရရုပ်ရှင်ထဲမှာဇက်သဘင်ထဲမှာသူတို့တွေ့နေတဲ့လူတွေကိုဒီလူတွေကိုယ်တိုင်ကသူတို့စီကိုလာတယ်လာပြီးတော့ ကူညီတယ်လာပြီးတော့စိတ်ခွန်အားပေးတယ်ဆိုတာဒါကတော့အများကြီးပို့ပြီးတော့တောင်ထိရောက်မယ်လို့တာမန်လူထက်ကိုပို့ထိရောက်မယ်အနေထားလို့ထင်ပါတယ်အဲ့တော့ဒီနေ့ပြောသွားတာကိုတာလုံရောကိုဟန်ဆောင်မိုးဝင်းရောမျှောက်စလုံးပြောသွားတာတွေကအရင်အချိုးရှိပါတယ်ဒီကေဇေးကြီးကူညီသွားမယ်လူတွေအတွက်လည်းဘာဖြစ်ဖြစ်စောင်းရံရှောင်းရံလေးတွေရတာပေါ့နော်အဲ့တော့မျှောက်စလုံးအထူးပဲကျေးဇူးတင်ပါတယ်